ရာကိုမတွေ့တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ချို့ကိုပြန်မွေရောပေါ့နော်ပြန်မွေရောပဲね copy ပုံစံလေးဖြစ်နေရဖြစ်တဲ့အတွက်ဆရာဆုံးလေးကိုအပ်ပြီးတော့ပေါ့နော်အစ်စ်ပုံစံလေးပြန်ရေးထားတော့ဟုတ်ဒါပေမဲ့ကြားလိုက်တာဒါတစ်ချင်းဟောင်းဆိုတာအကုန်လုံးသိရတဲ့ချင်းမျိုးပေါ့ဟုတ်အာဒေးဆရာနဲ့ကြတော့ပသက်ဆိုင်တော့ဘောနော်ဘယ်လိုလဲဆိုတော့ညီမတို့အစ်စ်ပြန်ရေးလိုက်တဲ့ပုံစံဖြစ်သွားတာပေါ့ဟုတ် အဲနားထောင်ကြည့်မယ်ဆိုလို့ရှိရင်ဒါကယွန်းကအဲ့မှာငွေရင်းပုံစံအတိုင်းမဟုတ်ဘူးပေါ့နော်ထိုင်းရဲ့ copy တပုတ်လည်းပါသေးအမှန်ပြောရင်ကိုရီးယားနဲ့ထိုင်းနဲ့ဆက်ထားတဲ့ mix လုပ်ထားတဲ့ဟာမျိုးပေါ့အဲ့လိုပုံစံမျိုးနဲ့ အာဒီနေ့လောက်ဖြစ်တာလေတချင်းဟောင်းလေးပဲပေါ့ဒါမနစ်ကတော့အောက်ကုန်းမဲ့တော်နဲ့အာပြည်သက်တွေအားဟိုလက်ခံပေးကြရဆိုပေါ့နော်ဒီနေ့ကိုလည်းဒီတချင်းဟောင်းလေးပေါ့ ဒါတချင်းဟောင်းလေးပဲဒါယုံအားကြတော့ခေါင်းစဉ်ပြောင်းလိုက်ပဲတယ်ပေါ့နော်ရင်ခုန်မဲ့တချင်ဆိုတဲ့တချင်လေးပါဟုတ်ဟောင်းအမဂျင်းနီဆိုတဲ့တချင်ပေါ့နော်မြ мян တာပြောဆိုတဲ့တချင်လေးကိုအာညီမတကယ်တော့အဲ့တချင်မူရင်းရဲ့ပေါ့တေးဆရာကိုမတွေ့တာပေါ့ဂီတဆေးုံမှာသွားပြီးတော့လဲရှာတယ်ဒါပေမဲ့အာတေးဆရာကိုမတွေ့တဲ့အတွက်ကြောင့်မို့လို့ဒီတချင်ကိုပြန်မွယ်တော့ပေါ့နော်ပြန်မွယ်တော့ပဲနေ copy ပုံစံလေးဖြစ်နေတာဖြစ်တဲ့အတွက်ဆရာဆုံးလေးကိုအပ်ပြီးတော့ပေါ့နော်အစ်စ်ပုံစံလေးပြန်ရေးထားပါဟုတ်ဒါပေမဲ့ကြားလိုက်တာဒါတချင်ဟောင်းဆိုတာအကုန်လုံးသိရတဲ့တချင်ပဲပေါ့ဟုတ် အာဒါတေးစရာနဲ့ကြတော့ပတ်သက်ဆိုင်တော့ဘောနော်ဘယ်လိုလဲဆိုတော့အဲညီမတို့အစ်စ်ပြန်ရေးလိုက်တဲ့ပုံစံဖြစ်သွားတာပေါ့ဟုတ်ဒီတချင်းက copy တချင်းအမှားရဲ့အဲ့လိုပုံစံလေးပေါ့နော်ဒါပေမဲ့အဲ copy ကိုမှအဲမတို့ကစာသားပြောင်းလိုက်တာပေါ့ဟုတ်ကဲ့ကိုကိုပိုင်ကိုပိုင်ပန်စံပုံစံဖြစ်သွားတာပေါ့ဟုတ်ဒါကိုဒါကိုပိုင်တချင်းတွေလုပ်ရတယ်လို့ပြောတာပြောလို့ရမှာပေါ့အဲကိုပိုင်တချင်းဆိုရတဲ့ဒါဟိုပါပေါ့ဘယ်လိုပြောရမလဲ copy ပုံစံမျိုးလေးပေါ့ရှင်ဟုတ်အဲဆိုတော့ copy ပဲဖြစ်နေဦးမှာပါသို့တော့အဲ မူရင်းလက်ရကိုလည်းမပြောက်သွားဘူးပေါ့နော်အခုက music ပိုင်းနေမှာဆိုလို့ရှိရင် music draw မှာဆိုလို့အိန္ဒိယတီးလုံးပုံစံလေးပေါ့နော်ဆိုတော့အဲ့လိုပုံစံလေးနဲ့ထပ်ပြီးထည့်ထားရဟုတ်ပရိသတ်တွေတော့ကြမှာလည်းမဖြစ်လိမ့်ပါဘူး။ဟာအဲပရိသတ်စိတ်ဝင်စားဖို့ပဲအဓိကပေါ့နော်။ဆိုတော့အဲနားထောင်ကြည့်မယ်ဆိုလို့ရှိရင်ဒါယွန်းကအဲ့မှာငူရင်းပုံစံအတိုင်းမဟုတ်ဘူးပေါ့နော်။ထိုင်းရဲ့ copy တပုတ်လည်းပါသေး။အမှန်ပြောရင်ကိုရီးယားနဲ့ထိုင်းနဲ့ဆက်ထားတဲ့ mix လုပ်ထားတဲ့ဟာမျိုးပေါ့အဲ့လိုပုံစံမျိုးနဲ့။ဒါပေမဲ့ music draw မှာကျတော့အဲ့လိုအိန္ဒိယပုံစံမျိုးလေးပေါ့။ဟုတ်၊သုံးမျိုးပါချက်သုံးမျိုးတွေ့ရမှာပါ။ အော်တခြင်းကအခုကခေါင်းစဉ်ကြီးလိုက်ပြင်မယ်ဒါပရိသတ်တွေကမသိကြသေးဘူးเนาะဘာတခြင်းလဲဆိုတာမသိကြဘူးဒါပေမဲ့ music ဆောက်ပြီးဖွင့်လိုက်တာဒါဘာတခြင်းလဲဆိုတော့သိမယ်ဆိုလို့ရှိရင်ပရိသတ်တွေလက်ခံမယ်လို့ညွှန်လင်းပါတယ်ဟုတ်တိုင်းတခြင်းတခြင်းတွေလို့ဖြစ်တော့ပါကြတယ်အော်တခြင်းကငငယ်လေးတွေကတခြင်းဆိုလို့ရှိရင်ဒါပျော်ရဲရာသီပဲလေးသိရမှာဆိုတော့အဲအဆိုရာတိုင်းကလည်းတခြင်းဆိုလို့ရှိရင်တခြင်းထွက်ချင်ကြရဲဂျွန်လည်းအလိုပဲပေါ့နော်ဒါကြောင့်မို့တခြင်းချင်းလေးကိုနှစ်တိုင်းကိုလွတ်လွတ်ပြဲလုတ်ဖြစ်နေရအော်တခြင်းတခြင်းကကြတခြင်းမူကအခု၃လပိုင်းလောက်မှရတခြင်းမူကအရန်ဝင်နေပြီပေါ့နော်ဆိုတော့ဒီတခြင်းထွက်ခံနေရတဲ့အတွက်ဖြစ်တဲ့အတွက်လည်းနည်းနည်းချင်းခုံပါတယ်ဟုတ် အမနစ်ကအားကုန်မယ်တော့ရောဆိုလို့ထွက်တော့တော့တော်တော်ကိုပြိသက်တွေလက်ခံပြီးတော့နေဘက်သွားရပါယင်းတို့တောင်ကြီးမှာမနစ်ကသွားဆိုတယ်သွားဆိုတဲ့အချိန်မှာဒီလမ်းတက်လျှောက်လို့အမြန်လမ်းတက်လျှောက်လို့မှဒီပေါ့နော်ကားရဲ့နားရဲ့ site နေမှာဆိုကိုယ်ချင်းလေးဖွင့်တာကြောင့်အော်ဝမ်းတာတယ်ပေါ့နော်ပြောရမှာဆိုတော့အဲကြောင့်မို့ဒီချင်းတချင်းကိုလောက်ဖို့တည်ရင်တက်ကြွတယ် ယာတီတခြင်းကပရဒါပြိတ္တလက္ခဏာနဲ့ပုံစံလည်းမတူဘူးပေါ့နော်ဒါတကြံချင်းဆိုလူတွေကပို့ပြီးတော့စောင့်မျှော်ကြတာလည်းရှိတယ်ပြီးတော့ artist တွေကလည်းအဲ့လိုမျိုးလှုပ်ချင်တဲ့ဟာလေးပို့ပြီးတော့အဲ artist ဖြစ်တယ်ပေါ့ပို့ပြီးဟုတ်တကြံကတော့ငငယ်လေးတွေအဲ့လိုပဲရေပတ်တယ်အဲ့လိုမျိုးပဲပေါ့နော်ဒါပေမဲ့အဆိုပါဖြစ်ခဲ့ကတကြံဆိုလို့ရှိရင်ဂျွန်တို့ကတော့ပွဲပွဲတခြင်းဆိုရင်လည်းပဲရှိနေရပါပေါ့နော်ဒီနေ့လည်းတခြင်းဆိုရင်လည်းရှိနေပါပါတောင်ကြီးနဲ့အင်းလေးမှာဒီနေ့ဆိုဒီနေ့ဆိုမယ်ဆိုရင်ရုံက၃နှစ်ရှိသွားတယ်ပေါ့၃နှစ်သက်တိုင်အဲ့မှာပဲရှိခဲ့ရပါပေါ့ဆိုတော့အင်းလေးဆိုရေပေါ်တကြံမှာပေါ့နော်ဆိုတော့ပြိတ္တတွေနဲ့ဒီရန်ကုန်မှာဆိုရတဲ့ပုံစံ တယ်မတူဘူးပေါ့တကယ်ရေပေါ်တကြံဆိုတော့ပြည်သက်တင်တဲ့တကယ် interest ဖြစ်ပြီးတော့တကယ်ပြောရတဲ့တကြံလေးပါဟုတ်ဒါ ရေထဲကနေအားပေးတာဟုတ်ကဲ့ဟုတ်ရေထဲမှာလှေနဲ့လာချစ်ကြအဲ့လိုပုံစံအဲ့လိုဆိုပြင်လဲဘလို့ရှိရပုံမှန်ဆိုရန်ကုန်မှာမန္တလေးဟုတ်တယ်ဟုတ်တယ်ရေထဲကနေအားပေးရဆိုတော့ရေလဲပတ်တာပေါ့ရေရေကဒီမှာဆိုရှာတယ်ဟုတ်တယ်ရေတိုင်းကြီးပြန်ဟိုမှာကျတော့ရေကမရှာဟုတ်ဘလို့တွေပတ်တယ်ဘလို့အတွေ့အကြုံရှိရအင်းလေးကရေနဲ့ပြန်ပတ်တာပေါ့အမှပြောရရင်အောက်ကလည်းပြိတ်သက်တည်းကလည်းပတ်အပေါ်ကလည်းပတ်ပေါ့ဒါပေမဲ့တခုရှိရအဲ့လိုမျိုးအမှတရတော့ကျွန်တော်ဆိုတဲ့အချိန်မှာအဲ့လိုအင်းလေးအရှိမအောက်ထားတဲ့အဆင့်တစ်ခွာကြီးကကြိုးကြော်ပါအမှတရလေးရောရှိရရှင်အရန်ကရင်ဆိုးဆိုးတဲ့အချိန်မှာဟုတ်တယ် စင်ကျိုးကြောင်တော့ပတ်ပါသွားတယ်မစင်ကျိုးကြောင်ဟုတ်တယ်ကိုမင်းကြီးရဲ့အပိုင်းမှာကျိုးသွားအကပရိသတ်တွေဘလိုလိုပြောသွားတာ။အကပရိသတ်တွေကသူတို့ကလေပေါလေပေါပြတတ်ကြအဲ့လိုမျိုး။ပရိသတ်တွေကတော့ဘယ်နေရာဖြစ်ဖြစ်တော့အဲ့လိုမျိုးကြံကြလို့ရှိရင်တော့ပြောကြတာပေါ့။ဒါပေမဲ့တော့အဲ့လိုမျိုးလေတောင်ကြီးအင်းလေးဘက်မှာသွားပြီးတော့ပြောရတာလေးကပို့ပြီးတော့သဘောကျတယ်ပဲယွန်းကိုနိုင်ကလေးဟုတ်။ ရန်ကုန်ကရန်ကုန်တကြံကြတော့ဒါလူတွေကသူသူပြီးနေသူကသူသွားကြပေါ့တကယ်နေဒီဘက်မှာပြောရတဲ့ကြံကြတော့လောကဟိုတကြံအနှစ်သာရပေါ့လမ်းမဆိုလေအကုန်လုံးကကနေကြအဲ့လိုပုံစံမျိုးလေးပေါ့တကယ်အအရင်ကျေမှုအနှစ်သာရကိုတွေ့ရတဲ့တကြံပေါ့နော်ကျန်ဆိုလို့ရှိရင်အဲ့ဒါဘယ်လိုဖြစ်သွားလဲပေါ့တောင်ကြီးသူဖြစ်သွားတယ်တောင်ကြီးသူပေါ့တောင်ကြီးသူလောက်တော့မယ်